မန်ချက်စတာယူနိုက်တက်အသင်းကြီးပြအမိုရန်ကအသင်းကနေ၎င်းကိုထုတ်ပေးပါကရောကြီးမယူပဲထွက်ခွာသွားမယ်လို့ပြောကြားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာယူရိုပါလိဘောလုံးပွဲမှာစပါးကိုအရင်နေပြီးတဲ့နောက်အခုရသည်မှာစူပလာလက်မဲ့အခြေအနေအပြင်စံချိန်တင်မှတ်တမ်းစိုးများစွာပိုင်ဆိုင်ခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကြီးပြအမိုရန်က၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကျွန်တော်မှပြည်သက်တွေကိုပြစီရဘာမှမရှိပါဘူး။အဲဒါကြောင့်ဒီအချိန်မှာယုံကြည်ချက်နည်းနည်းပဲရှိပါတယ်။ ြည့်ကြတာပေါ့ကျွန်တော်ကအမြဲတမ်းပုံမှန်လင်းလင်းပါပဲတကယ်လို့ပြိသက်တွေနဲ့ဘုံအဖွဲကကျွန်တော်ကတင့်လျော်တဲ့သူမဟုတ်ဘူးလို့ခံစားရတယ်ဆိုရင်နောက်တနေ့မှာပဲရော်ချင်းနဲ့ပတ်သက်ပြီးဘာစကားမှမပြောဘဲထွက်ခွာသွားမှာပါဒါပေမဲ့ကျွန်တော်နှုတ်ထွက်မှာတော့မဟုတ်ပါဘူးကျွန်တော်အလုပ်အတွက်တကယ်ယုံကြည်မှုရှိပါတယ်ခမည်းမြင်တဲ့အတိုင်းပဲကျွန်တော်ကကိုလုံးတာတွေကိုဘရောမှမပြောင်းလဲပါဘူးလို့ဆိုပါတယ်အသက်40အရွယ်အမိုရန်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့2029ခုနှစ်ဇွန်လအထိစာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကတော့အမိုရန်ကိုလာမယ့်ရာသီအထိအချိန်ပေးသွားပွဲ ဲရှိတယ်လို့သိရပါတယ်။ Manchester United အသင်းဟာအခုရာသီမှာ Premier League သမိုင်းတလျှောက်အဆိုးရွားဆုံးအဆင့်မှာရပ်တည်ခဲ့ပါတယ်။